ရင်မတော်တဆမှုဖြစ်သွားတဲ့ဖခင်ဖြစ်သူအတွက်ပူဆွေးတော့ခရောက်နေတဲ့မင်းသားမမောင်အလုံးမဲမင်္ဂလာပါဗမစ်နောင်ကနေကြွဆိုလိုက်ပါတယ် အမြဲတမ်းလန်ဆန်တက်ချောင်းနေတဲ့ဒရိုက်တာကြီးဇင်ယောမမောင်ကလွန်ခဲ့တဲ့ရက်ကပဲသူ့သားလေးကြောင်ညာအောင်မြင်လို့ဝမ်းသာကြောင်ပြောခဲ့သူဖြစ်ပါတယ်။မမြင်ရတဲ့ကံကြမ္မာကြောင့်ဇင်ယောမမောင်ဟာဒီအပိုင်းအတွင်းမှာပဲကြီးမားတဲ့ရင်မတော်တဆမှုကိုကြုံတွေ့လိုက်ရတာပါ။ခရီးထွက်ရင်းနဲ့ဇင်ယောမမောင်လိုက်ပါလာတဲ့ကားကိုတစ်ဖက်ကားကတိုက်မိပြီးတော့ဇင်ယောမမောင်လည်းဘက်ဘက်ပောင်းလဲရိုးကျိုးသွားတယ်လို့ဆိုပါတယ်။နေပြည်တော်ဇဘူတီရီမြို့နယ်စင်းရုံအနီးမှာမေလ9ရက်နေ့ညနေပိုင်းကဒရိုက်တာဇင်ယောမမောင်ပါလာတဲ့ကားယင်တိုက်မှုဖြစ်သွားခဲ့ပြီးအခြားသူတွေလည်းဒဏ်ရာရသွားတာပေါ့နေပြည်တော်မှာဘယ်ဘက်ယင်ကြောက နေမောင်းလာတဲ့ကားကအရှိကားကိုကြော်တက်ရင်းနဲ့ညာဘက်မှာမောင်းနေလာတဲ့ဇင်ယောမမောင်တို့ရဲ့ကားကိုပြင်းထန်စွာဝင်တိုက်ခဲ့ပါတယ်။ဒီရင်တိုက်မှုမှာဇင်ယောမမောင်နဲ့အတူတူနောက်ထပ်အမျိုးသား၃ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ ကားကောင်းတွေကကျေမွန်းသွားခဲ့ပြီးတော့အားလုံးကိုနေပြည်တော်ဂရင်တထောင်ဆင်းအောင်ကိုပို့ဆောင်ပေးခဲ့ကြပါတယ်။ရင်တိုင်းမှုဖြစ်ခဲ့တဲ့ပုံတွေအရကြီးကြီးမားမားဖြစ်သွားခဲ့ပေမဲ့ကံကောင်းစွာနဲ့အသက်ဘေးကနေလွတ်မြောက်သွားခဲ့တာပေါ့။ဒဏ်ရာရသွားတဲ့ဇင်ရောမမောင်ကတော့ CT scan စစ်ပြီးတဲ့အချိန်မှာအသက်အန္တရာယ်ဖြစ်စေတဲ့အစိပ်ပိုင်းတွေစိုးရိမ်စရာမရှိပေမဲ့ဘယ်ဘက်ပေါင်းလဲယိုကျိုးသွားပါတယ်။ ဒါကြောင့်နေပြည်တော်ကရင်တထောင်ဆင်းအောင်မှာ operation ပြုလုပ်ပြီးဆက်လက်ကူတော်ဖို့စီစဉ်နေတာပေါ့ဇေယောမမောင်အပါဝင်သူ့ရဲ့ရင်မောင်းတို့နဲ့တဖက်ကတိုက်တဲ့ရင်မောင်းတို့အလုံးအသက်နေရဲ့ကင်းတာကြောင့်မင်းသားမမောင်လည်းစိတ်အေးသွားပါတယ်ဖခင်ဖြစ်သူကဘယ်ဘက်ပေါင်းလဲယိုကျိုးသွားခဲ့တာတောင်မင်းသားမမောင်ကတဖက်ကရင်မောင်းကိုစိတ်ပိုပေးတဲ့အထိစိတ်သဘောထားကြည့်ပေးတယ်လို့အသက်နေရဲ့ကင်းတဲ့အတွက်လည်းစိတ်ချသွားတယ်လို့ဆိုပါတယ်မင်းသားမမောင်ဟာသူ့အဖေကိုဆင်းအောင်ပမာမြင်တွင်လိုက်ရတဲ့အချိန်မှာတော့အယံဆင်မကောင်းဖြစ်သွားပြီးအနေကပြုစုပေးနေပါတယ် ူဘဝမှာအဖေလဲဟုတ်ဆရာလဲဟုတ်တဲ့ဇင်ယောမမောင်ကိုမင်းသားမမောင်ကအများဆုံးစိတ်ချမ်းသာအောင်ထားတတ်သူပေါ့မင်းသားမမောင်ကဒီအပိုင်းအတွက်မှာသူရိုက်ကူးထားတဲ့ကြောင်းညာအစ်စ်တွေအောင်မြင်နေတာကြောင့်ဝမ်းသာနေသူဖြစ်ပါတယ်ကြောင်းညာပေါင်း900ကိုရိုက်ကူးခဲ့တဲ့ဇင်ယောမမောင်ရဲ့အမွေကိုဆက်ခံနိုင်အောင် မင်းသားမမောင်ကစ조사နေတဲ့သူပါမထင်မှတ်ထားတဲ့ဖျက်တွေကလည်းကြုံရတက်တာကြောင့်ဇင်ရမမောင်လည်းနေပြည်တော်မှာယဉ်တိုင်းမှုဖြစ်သွားခဲ့ပြီးအသက်ဘေးကနေလွတ်မြောက်သွားတာကတော့အရန်ကံကောင်းသွားခဲ့ပါတယ်ဇင်ရမမောင်ဟာဒီသားလေးတယောက်ထဲကိုပဲမွေးထားပေမဲ့လည်းသားလေးမလေးဖြစ်တာကြောင့်အများတော်ဂုဏ်ယူနေခဲ့သူတယောက်ပေါ့အဖေရဲ့အနုပညာအမွေကိုဆက်ခံပြီးဒရိုက်တာအလုပ်လည်းလုပ်တလို့အခုလည်းဖခင်ဖြစ်သူကိုအနီးကဆောင်းရှောက်ပေးနေပါတယ်မင်းသားမမောင်ကဖခင်ဖြစ်သူကိုလည်းနားလေပေးနိုင်တဲ့အပြင်မိခင်ဖြစ်သူအပေါ်မှာလည်းသားလေးမတယောက်ပေးသားသူဖြစ်ပါတယ်ရမတော်တဆမှုဖြစ်တဲ့ ဲ့အချိန်မှာတော့အရန်စိတ်ပူသွားပေမဲ့စိတ်အေးထားပြီးလှုပ်ရှားရှိတာတွေကိုတခုချင်းစီလုံနေသူပေါ့ဇေယောမမောင်ကိုစိတ်ပူပြီးတော့မိတ်ဆွေတွေကဖုံးဆက်ပြီးတော့လည်းသတင်းမေးကြသလုံးမက်ဆင်ဂျာကနေသတင်းမေးတဲ့အတူတယောက်စီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်လို့မင်းနမမောင်ကပြောထားပါတယ်မင်းနမမောင်ဟာဖခင်ကိုလည်းပြုစုပေးနေတယ်လို့သူ့ဖေရဲ့ကျမရဲ့ချင်းတွေကိုလည်း ဆက်လက်တင်ပေးသွားမယ်လို့ဆိုပါတယ်ဒရိုက်တာကြီးဇင်ယောမမောင်လည်းအမြန်ဆုံးနေကောင်းကျမလာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်ဆက်လက်ပြီး youtube channel လေးကိုလည်း like and subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါစေရှင်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ